မင်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်။ဘုံရမ်းမင်းကြီးဖြစ်အမေရိကန်နိုင်ငံကပထမဆုံးရွေးကောက်တင်မြောက်ခံရတဲ့အကြောင်းအိန္ဒိယနဲ့ပါကစ္စတန်ကြားနှစ်ဖက်စစ်ကမ်းတွေအပြန်အလှန်တိုက်ခတ်ခဲ့တဲ့အကြောင်းနဲ့အမေရိကန်နဲ့ဗြိတိန်ကုန်သွယ်ရေးသဘောတူညီမှုအပြီးအမေရိကန်စတော့ဈေးတွေပြန်တက်လာတဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ ထမဆုံးအနေနဲ့ပုံရမ်းမင်းကြီးဖြစ်အမေရိကန်နိုင်ငံကပထမဆုံးရွေးကောက်တင်မြှောက်ခံရတဲ့အကြောင်းကိုဖော်ပြပြလိုက်ပါတယ်။လက်တင်အမေရိကရဲ့ကာလရှိသာသနာပြုတူဖြစ်တဲ့ဂိုင်းကျုပ်ဘုန်းတော်ကြီးရောဘတ်ပရက်ဆာမေလ၈ရက်နေ့မှာကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတွေရဲ့ခေါင်းဆောင်အသစ်ဖြစ်ရွေးကောက်တင်မြှောက်ခံရလို့ပထမဆုံးအမေရိကန်နိုင်ငံသားပုံရမ်းမင်းကြီးလီယိုဒါ14ဖြစ်လာခဲ့ပါတယ်။ ။အိုယမင်းကြီးလီယိုဟာခရစ်ယာန်ဘုရားကျောင်းရဲ့တည်တံ့ဝိပုဆောင်စစ်စတင်းချပယ်ဘောကမိโกခေါင်းနိုင်ကနေမိโกဖြူတွေလွင့်ထက်လာပြီးတဲ့နောက်စိန့်ပီတာဘုရားကျောင်းရဲ့အလဲဘူလာတော်ဆောင်စီကိုကြွားရောက်ခဲ့ပါတယ်။အရင်လကကွယ်လွန်ခဲ့တဲ့ပိုယမင်းကြီးဖရန်စစ်ကိုဆက်ခံသူဖြစ်ရွေးကောက်ပွဲဝင်ကာဒီနယ်ဂိုင်းချုပ်ဘုန်းတော်ကြီး133ဦးကသူ့ကိုရွေးချယ်ခဲ့တယ်ဆိုတဲ့အသေးပေပဲဖြစ်ပါတယ်။ပိုယမင်းကြီးလီယိုကအားပေးနေတဲ့လူအကြီးကိုအီတလီဘာသာစကားနဲ့ အားလုံးပဲငြိမ်းချမ်းပါစေလို့တွတ်တက်လက်လက်ပြောဆိုခဲ့ပါတယ်။သူရဲ့အတူတူမေကုန်းထဲမှာလည်းစပိန်ဘာသာနဲ့ပြောခဲ့ပြီးအင်္ဂလိပ်ဘာသာနဲ့ပြောဆိုခဲ့ခြင်းတော့မရှိပါဘူး။ဘုံရမင်းကြီးလီယိုဟာအသက်69နှစ်ရှိပြီဖြစ်ပြီးအမေရိကန်နိုင်ငံချီကာဂိုဇာတိဖြစ်ပါတယ်။ပြည်သူနိုင်ငံမှာသာသနာပြုဖြစ်သူတက်တဲ့အများစုကိုကုံဆုံးစေခဲ့ကပြည်သူနိုင်ငံသားအဖြစ်လည်းနိုင်ငံသားနှမျိုးခံယူထားသူဖြစ်ပါတယ်။သူဟာနည်းနည်းတဲ့တမာရီရှိသူစစ်မှန်တဲ့နားထောင်သူနဲ့ လူဖွဲ့ကြီးမှာအရေးပေးမခံရဆုံးသူတွေရဲ့အဖော်ဖြစ်မေဝက်အော်ဂတ်စတီနီယန်သာသနာရေးအဖွဲ့ကကြေညာချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တစ်ပုတ်အနေနဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားနှစ်ဖက်စစ်ကမ်းတွေအပြန်အလှန်တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်အိန္ဒိယနိုင်ငံကစစ်အခြေစိုက်စခန်း၃ခုကိုဒရုန်းနဲ့ဒုံးကျည်တွေတုံးပြီး ပါကစ္စတန်ကတိုက်ခိုက်ခဲ့တယ်လို့မီလာ9ရက်နေ့မှာဆွဆွဲလိုက်ပါတယ်။လွန်ခဲ့တဲ့ဇာတ်ပတ်ရီနေ့ညပိုင်းကကက်ရှမီးယားဒေသရဲ့အိန္ဒိယဗဂျန်ဂျာမူမြို့မှာပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးဒေသတစ်ခုလုံးကိုလျှက်စစ်မှုတွေပြတ်တောက်ဈေးခဲ့ပါတယ်။အဲဒီနောက်အိန္ဒိယထိန်းချုပ်ထားတဲ့ဂျာမူနဲ့အူဒန်မူမြို့အပါအဝင်ပန်ဂျက်ပြည်နယ်တွေကပထန်ကော့မြို့မှာရှိတဲ့စစ်အခြေစိုက်စခန်းတွေအပေါ်ပါကစ္စတန်ရဲ့တိုက်ခိုက်လာမှုကိုတားဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ဆယ်စုနှစ်နှစ်ခုကျော်အတွင်း နိုင်ငံကြောင့်အဆိုးရွားဆုံးပဋိပက္ခဖြစ်လာခဲ့တယ်ဆိုပြီးရှုမြင်ထားကြပါတယ်။ပါကစ္စတန်ကောက်ကရေးဝန်ကြီးကတော့အဲ့ဒီတိုက်ခတ်မှုကိုပါဝင်မှုမရှိကြောင်းညင်းဆိုထားပါတယ်။မေလ9ရက်နေ့မှာအိန္ဒိယရဲ့တိုက်ခတ်မှုစတင်ခဲ့ပြီးတဲ့နောက်ကုလသမဂ္ဂအပါအဝင်ကမ္ဘာနိုင်ငံခေါင်းဆောင်တွေကတင်းမာမှုရှော့ချရေးနဲ့တည်ငြိမ်စွာဖြည့်ရှင်းရေးအတွက်နှစ်ပတ်စလုံးကိုတိုက်တွန်းခဲ့တာတွေ့ရပါတယ်။ပါကစ္စတန်ဘက်ကလည်းအိန္ဒိယရဲ့ drone 25စင်ကိုပစ်ချနိုင်ခဲ့တယ်လို့အစိုးရကအတည်ပြုထားပါတယ်။အိန္ဒိယဘက်ကတော့အလားတူတုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုပိတ်မှတ်ထားခဲ့တယ်လို့ဆိုပါတယ်။လောလောဆယ်အထိအိန္ဒိယရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ပါကစ္စတန်ဘက်ကလူ32ဦးကိုတေဆုံးစေခဲ့တယ်လို့ဖော်ပြထားပါတယ်။ပါကစ္စတန်ကလည်းအိန္ဒိယဘက်ခြမ်းကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်ဒေသခံ16ဦးထက်မနည်းတေဆုံးခဲ့တယ်လို့သိရပါတယ်။အိန္ဒိယရဲ့ကနဦးတိုက်ခတ်မှုတွေဟာပြီးခဲ့တဲ့လကနိုင်ငံသားအများစုအပါအဝင်ခရီးသွား26ဦးကိုတေဆုံးစေခဲ့တဲ့စစ်သွေးကြတိုက်ခတ်မှုပေါ်တုံ့ပြန်တာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ အဲဒီတိုက်ခတ်မှုနောက်ွယ်ကအဖွဲ့စည်းကိုအစောပိုင်းမှာမဖော်ပြခဲ့ပေမဲ့လည်းမေလ9ရက်နေ့မှာတော့ပါကစ္စတန်အခြေစိုက်လက်စကာအီတိုင်ဘာစစ်သွေးကြောအဖွဲ့ဖြစ်ကြောင်းဆွဆွဲခဲ့ပြန်ပါသေးတယ်။ဘာဟဲဂန်မြို့လေးမှာဖြစ်ပွားခဲ့တဲ့ဒီတိုက်ခတ်မှုနဲ့ပတ်သက်ပြီးပါဝင်သူနှုတ်ဦးဟာပါကစ္စတန်နိုင်ငံသားတွေဖြစ်တယ်လို့အိန္ဒိယရဲတပ်ဖွဲ့အနေနဲ့ထုတ်ပြန်ထားပါတယ်။ပါကစ္စတန်ကတော့အေဘီလာ22ရက်နေ့ဖြစ်ကိုသူတို့နဲ့ဘာမှမဆိုင်ဘူးလို့ညင်းဆိုထားပါတယ်။အိန္ဒိယအုပ်ချုပ်ရာကက်ရှမီးယားဗတ်ချန်းကလက်နက်ကိုင်ပုံကံမှုတွေကို ဆယ်စုနှစ်များစွာကြာအောင်ရင်ဆိုင်ခဲ့ရတဲ့အပြင် လူထောင်ပေါင်းများစွာပါတည်ဆုံးခဲ့ရတာတွေ့ရပါတယ်။နာနာငံစလုံးကကက်ရှမီးယားဒေသတစ်ခုလုံးကိုသူတို့ပိုင်ဆိုင်ကြောင်းအခိုင်အမာဆိုထားကြပြီးအဲ့ဒီအငင်းပွားမှုတွေစစ်ပွဲနှစ်ကြိမ်တိုင်းဆွေးနွေးခဲ့ကြပါပါတယ်ခင်ဗျာ။နောက်တဲ့ဘုံအနေနဲ့အမေရိကန်နဲ့ဗြိတိန်ကုန်သွယ်ရေးသဘောတူညီမှုအပြီးမှာအမေရိကန်စတော့ဈေးတွေပြန်တက်လာတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါရစေ။ ်အမေရိကန်နဲ့ဗြိတိန်တို့ရဲ့ကုန်သွယ်ရေးသဘောတူညီချက်ရခဲ့ပြီးတဲ့နောက် American Stock Share ဈေးတွေတာတာပရင်းတွေကပြန်ပြီးမြင့်တက်ခဲ့ပါတယ်။ပြီးခဲ့တဲ့နေ့ကဒေါင်းဂျုံစက်မှုညွှန်းကင်းဟာ3.6နှစ်ရာခိုင်နှုန်း S&P က3.58ရာခိုင်နှုန်းနဲ့ Nasdaq က1.39ရာခိုင်နှုန်းတို့မြင့်တက်ခဲ့တာဖြစ်ပါတယ်။တာတာပရင်းတွေက American သမ္မတ Donald Trump က American နဲ့ဗြိတိန်တို့ဟာကုန်သွယ်မှုသဘောတူညီချက်အသေးရခဲ့ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီမှာလက်ရှိကုန်သွယ်ရေး ခုံကောက်ခံမှုတွေကိုရှော့ချမှုအပါဝင်နှစ်နိုင်ငံရဲ့အခြားကုန်ပစ္စည်းတွေလည်းချဲ့ထွင်သွားမယ်လို့ပါဝင်ပါတယ်။သဘောတူညီချက်ထဲမှာပြည်တင်ဟာပြည်ပပို့ကုန်အခွန်အတားစီးတွေကိုဖယ်ရှားပြီးအမေရိကန်ရဲ့အမဲသားအီသနောနဲ့အခြားဆက်မှုထုတ်ကုန်တွေကိုဈေးွက်တိုးချက်မှာဖြစ်ပါတယ်။အင်ဗီရိုရဲ့ကြေညာတက်တဲ့မှာတန်နဲ့အလူမီနီယံအတွက်စုပေါင်းကုန်သွယ်မှုအသစ်ဖြစ်ကြေညာထားပါတယ်။ပြည်တင်နိုင်ငံကတန်တင်မှုနဲ့ပတ်သက်တဲ့အကုန်ကောက်ခံမှုကိုပယ်ဖျက်သွားမှာလည်းဖြစ်ပါတယ်။ ထရန့်ကပြီးခဲ့တဲ့လကဘီဒင်ကို ကားတင်ပို့မှုနဲ့ပတ်သက်ပြီးအခွန်25ရာခိုင်နှုန်းတိုးမြင့်ခဲ့ပေမဲ့အခုချိန်မှာတော့10ရာခိုင်နှုန်းထိရှော့ချခဲ့တာတွေ့ရပါတယ်။ဒီနှစ်ကိုကားအဆင့်ရေတသိန်းတင်ပို့ခွင့်အတွက်ဖြစ်တယ်လို့လည်းပါရှိပါတယ်။ကားတင်သိမှုအခွန်ရှော့ချတာဟာဘီဒင်ဇင်ကန်ကားကုမ္ပဏီတွေဖြစ်တဲ့ Jaguar Land Rover နဲ့ Rolls-Royce တို့လိုကားထုတ်လုပ်တဲ့ကုမ္ပဏီတွေအတွက်အထောက်အကူဖြစ်စီမှာဖြစ်ပါတယ်။နိုင်ငံစလုံးဟာအမေသားတောင်းတုံးတော်မက်ထရစ်တန်တိုးပြီးတင်ပို့ဖို့သဘောတူညီခဲ့ကအခွန်ကင်းလွန်ခွင့်ရခဲ့ကြပါတယ်။ ရင်းနှုံးကအမေရိကန်ကနေပြည်တင်ကိုအမဲသားတစ်ထောင်မက်ထရစ်တန်တင်ပို့ဖို့သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ဒီလိုသဘောတူညီမှုရခဲ့တာကအမေရိကန်ကနေပြည်တင်ကိုအမဲသားတင်ပို့မှုပိုပြီးပြုလုပ်နိုင်မှာဖြစ်က20ရာခိုင်နှုန်းအခွန်ကောက်ခံမှုဘေးကနေကင်းလွတ်ခွင့်ရမှာလည်းဖြစ်ပါတယ်။ဒီလိုသဘောတူညီခဲ့တာနဲ့ပတ်သက်ပြီးဒေါ်လာ5ဘီလီယံကုန်တင်ပို့ခွင့်ရမယ်လို့အမေရိကန်ကပြောထားကအဲ့ဒီထဲမှာအီသနောဒေါ်လာတန်900ဘူးနဲ့စပြိုးရေးထွက်ကုန်ဒေါ်လာတန်250ဘူးပါဝင်ပါတယ်ခင်ဗျာ။ နောက်တစ်ပုံအနေနဲ့အီရန်စစ်တပ်ကမြေအောက်မောင်းသူမဲ့လေယာဉ်စခန်းကိုထုတ်ဖော်ပြောသားတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။အီရန်စစ်တပ်ဟာမြေအောက်ဒရုန်းခြေစိုက်စခန်းကိုထုတ်ဖော်ပြသလိုက်ပြီးအစ္စလာမ်တော်လှန်ရေးအဆောင်တပ် IRGC တမှုဗိုလ်ချုပ်ကြီးဟော့စင်ဆလာမီကစခန်းကိုလိုက်လံစစ်ဆေးကြည့်ရှုနေတဲ့ဗီဒီယိုကိုလည်းအီရန်မီဒီယာကမေလ၈ရက်ကြာသပတေးနေ့မှာထုတ်လွှင့်ပြသခဲ့ပါတယ် ခီးစဉ်တွေမှာဗိုလ်ချုပ်ကြီးဟော့စင်ဆလာမီကတူတက်ဖွဲ့တွေဟာရန်သူရဲ့အကျိုးစီးပွားတရှိရာနေရာတိုင်းကိုပြစ်မှတ်ထားတိုက်ခတ်မှာဖြစ်ကြောင်းရန်လိုတိုက်ခတ်မှုအရင်မြစ်ဖြစ်လာတဲ့ဗဲနိုင်ငံမဆိုကျွန်ုပ်တို့ရဲ့တိုက်ခတ်မှုပြစ်မှတ်ဖြစ်လာလိမ့်မယ်လို့ပြောဆိုထားပါတယ်။သူဟာ IRGC ရေးတဲ့ရဲ့တမူဗိုလ်ချုပ်အလီဇာရေဇာတန်စီရီနဲ့အတူစစ်ရုံကိုတွားရောက်ကြည့်ရှုခဲ့တာပါ။ဒီရုပ်တံကိုဘယ်ချင်းဘယ်နေရာမှာရိုက်ကူးခဲ့ရဆိုတာချက်ချင်းမသိရသေးပါဘူး။အဲ့ဒီအခြေဆိုင်စကန်မှာ ေချောင်းကာကွယ်ရေးအတွက်အားဖြည့်ပြီးအဆင့်မြင့်တင်ထားတဲ့ကိရိယာတွေကိုတက်ဆင်ထားတဲ့ကြောင်းလဲအီရန်မီဒီယာတွေကဖော်ပြထားပါတယ်။အီရန်ကြောထောက်နောက်ခံပြု Hezbollah အဖွဲ့နဲ့မနစ်ကပြစ်ခတ်ရစဲခဲ့ပြီးတဲ့နောက်ဒေသတွင်းမှာပြင်းထန်ဆုံးဘုံကျဲတိုက်ခတ်မှုတွေကတခုဖြစ်တဲ့လေဗနွန်တောင်ပိုင်းမှာအစ္စရေးကဒါဇင်နဲ့ချီးတဲ့လေကြောင်းတိုက်ခတ်မှုတွေပြုလုပ်ခဲ့တဲ့နေ့မှာပဲဒီခြေဆိုင်စကန်တွေကိုထုတ်ပေါ်ပြသခဲ့တာပါဒီဗီဒီယိုကို American Iran Nuclear Suniverse ထုတ်ထအကြိမ်မတိုင်မီမှာထုတ်လွှင့်ခဲ့တာလည်းဖြစ်ပါတယ် ီရန်နဲ့နျူကလ িয়ার အစီအစဉ်ဟာလက်နက်တွေထုတ်လုပ်ဖို့ရည်ရွယ်နေတာလို့ဝါရှင်တန်နဲ့အနောက်နိုင်ငံမဟာမိတ်တွေကပြောကြပြီးအီရန်ကတော့ဒါဟာအရက်ပဲရွယ်ချက်အတွက်တတ်သက်ဖြစ်ကြောင်းအခိုင်အမာပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ဂါဇာကမ်းမြောင်မှာစစ်တပ်ကြာရှည်ချထားမဲ့အစ္စရေးရဲ့အစီအစဉ်ကိုဥရောပ6နိုင်ငံကကန့်ကွက်စာထုတ်ပြန်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ် ဥရောပ6နိုင်ငံဟာဂါဇာမှာစစ်တပ်ကိုကြာရှည်ထားရှိမဲ့အစ္စရေးရဲ့အစီအစဉ်ကိုစန့်ကျင်ခဲ့ကြပြီးဗုဒ္ဓဟူးနေ့မှာ စပိန်၊အိုက်စလန်၊အိုင်ယာလန်၊လူဇင်ဘတ်၊နော်ဝေးနဲ့ဆလိုဗီးယားနိုင်ငံတို့ကနိုင်ငံရေးဝန်ကြီးတွေဟာဂါဇာကမ်းမြောင်ဒေသမှာကြာရှည်စွာစစ်ကမ်းချထားရေးဖြစ်တဲ့အစ္စရေးရဲ့အစီအစဉ်ကိုကန့်ကွက်ကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဂါဇာကမ်းမြောင်မှာစီးရေးစစ်ဆင်ရေးတွေတိုးချဲ့လှုပ်ဆောင်မှုနဲ့အဲ့ဒီမှာစစ်တပ်ကိုကြာရှည်ချထားမဲ့အစီအစဉ်တွေနဲ့ပတ်သက်လို့ ဣသရေလရဲ့ထုတ်ပြန်ချက်ပေါ်ဥရောပ6နိုင်ငံရဲ့အလေးနက်စိုးမိုးမှုကိုပုံတွဲကြေညာချက်ကဖော်ပြထားပါတယ်။ဒီလုံဆောင်ချက်ဟာပြည်ပခအတွင်းအန်ရအစ်တတွေတိုးမြင့်လာတဲ့အမှတ်အသားဖြစ်ပြီးဣသရေလပါလက်စတိုင်းပြည်ပခောက်ကိုဖြည့်ရှင်းမဲ့အလားအလာတွေကိုချိန်ချောင်းနေတယ်လို့လည်းပုံတွဲကြေညာချက်မှာဖော်ပြထားပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့လူဦးရေကိုရွှေ့ပြောင်းစေရမယ်ဘလို့အစည်းအဝေးကိုမဆိုပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြထားပြီး အဲ့လိုလို့ရက်တွေဟာနိုင်ငံတကာဥပဒေကိုချေဖောက်လိုက်မှာဖြစ်ကြောင်းလဲအလေးပေးဖော်ပြထားပါတယ်။ဂူညီလိုအပ်နေတဲ့ဂါဇာမှာရှိတဲ့အရသားတွေအားလုံးအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးဖို့လဲတောင်းဆိုထားတာတွေ့ရပါတယ်ခင်ဗျာ။နောက်တစ်ပုဒ်အနေနဲ့ Microsoft ပူးတဲ့တည်ထောင်သူဘီလီယံနာသတိဘီဂိတ်ဟာသူ့ရဲ့ Foundation ကနေ2045ခုနှစ်မှာဒေါ်လာ200ဘီလီယံလှူဒါန်းမယ်လို့ကြေညာပြုခဲ့ပြီး ီလိုမက်ရဲ့လုံရက်တွေကိုဝေဖန်ခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ Ah uh, I think Elon you know hasn't been out in the field and met ဘရီကန်ကနိုင်ငံခြားအကူအညီပေးရေးဘတ်ဂျက်ဖြတ်တောက်မှုကနေလူတွေတန်းနဲ့ကြည်ပြီးတေဆုံးနိုင်တဲ့ကြောင်းလဲဘီဂိတ်ကပြောဆိုခဲ့ပါတယ်။အသက်69နှစ်အရွယ်ရှိတဲ့ဘီဂိတ်ဟာသူ့ရဲ့စီးစိမ်တွေအားလုံးဒီဘက်ကိုဆွန့်လွတ်ဖို့အစီအစဉ်ရှိပြီး2045ဒီဇင်ဘာလ31ရက်နေ့မှာသူ့ရဲ့ foundation ကိုပိတ်ပင်မှာဖြစ်ပါတယ်။ တကယ်ကငွေဟာပိုလီယိုနဲ့ငှက်ဖျားရောဂါတွေကိုအမြင့်ပြတ်ဖို့အကူအညီဖြစ်စေမယ်လို့မျှော်လင့်တဲ့အကြောင်းလည်းပြောဆိုထားပါတယ်။ကမ္ဘာစီးရဲမွေးတည်မှုကိုရှော့ချပြီးအမျိုးသမီးနဲ့ကလေးတွေတည်ဆုံးမှုကိုတားဆီးနိုင်မယ်လို့လည်းသူကဆိုထားပါတယ်။ BK ရဲ့ကြေညာမှုမှာနိုင်ငံတကာအကူအညီပေးမှုတွေကိုရပ်တန့်ခဲ့တဲ့သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရအဖွဲ့နဲ့ Elon Musk ဦးဆောင်တဲ့အစိုးရထိရောက်မှုဌာနတွေရဲ့လှုပ်ဆောင်ချက်တွေကိုရိုက်ခတ်မှုတွေလည်းရှိခဲ့ပါတယ်။ BK ကလူတည်ဆုံးမှုရှော့ချနိုင်တာဟာ ဆယ်စုနှစ်အတွင်းတည်တည်တာတာပြောင်းလဲနိုင်ခဲ့တယ်လို့ရိုက်တာနဲ့အင်တာဗျူးမှာပြောကြားထားပါတယ်လူသေးဆုံးမှုတွေကပထမဆုံးချိန်မြင့်တက်လာအောင်ပါအီလိုမတ်စာကျွန်တော်လို US ဝန်ထမ်းတွေကိုကွင်းစင်ပြီးတွေ့ဆုံတာမျိုးမရှိခဲ့ဘူးလို့ထင်ပါတယ်ဒါကသူရဲကောင်းဆန်တဲ့လုပ်ရလို့ထင်ပါတယ်ဒီဒီဘက်မှာသူလုတ်ခဲ့တာတွေကစိုးတယ်လို့ကျွန်တော်ထင်ပါတယ်လူတွေကိုဆွေးရမှုတွေဖြစ်စေတာပါဝင်သူပစံတွေကိုဗမာတုံးတယ်ဆိုတော့ပေါ်ပြထားတာမျိုးလည်းမရှိပါဘူးကျွန်တော်သေးတဲ့အခါ လူတွေကကျွန်တော်နာမည်ကိုပြောကြပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ကိုလူချမ်းသာတယောက်ဖြစ်တည်ဆုံးခဲ့တယ်လို့တော့ဘယ်သူမှမပြောဖို့ကျွန်တော်ဆုံးဖြတ်ထားပါတယ်လို့ BK ကသူ့ရဲ့ website မှာရေးသားထားပါတယ်။ဒါပြင်သူကအမေရိကန်လိုမျိုးကမ္ဘာလှူဒါန်းမှုအများဆုံးနိုင်ငံနဲ့အတူပြည်တွင်ပြင်သစ်စားတဲ့ချမ်းသာတဲ့နိုင်ငံတွေကအစင်းရဲဆုံးလူတွေကိုဆက်ပြီးကူညီပေးပါမလားဆိုတာမသေးကြဘူးလို့လည်းထပ်မံဖော်ပြထားပါတယ်။ Foundation ကဝီရီများကြီး site ထုတ်ထားပေမဲ့ အစိုးရရဲ့ထောက်ပံ့မှုမရှိရင်အကောင့်တွေဖော်နိုင်ကြမရှိဘူးလို့လည်းဘီဂေကထောက်ပြထားပါတယ်။အာဖရိကတိုက်လူနေရာမျိုးမှာပိုလီယိုရောဂါအမြင့်ပတ်ဖို့ဆိုတာအမေရိကန်ရဲ့လူဒန်းမှုမပါဘဲမဖြစ်နိုင်ကြောင်းလည်းဘီဂေကဆိုထားပါတယ်။ဘီဂေနဲ့ဇနီးဟောင်းဖြစ်သူမီလန်နာတို့ဟာ2009ခုနှစ်ကဘီလီယံနာဝါရင်ဘတ်ဖန်နဲ့အတူဖောင်ဒေးရှင်းစတင်တူထောင်ခဲ့ပြီးအခုအချိန်မှာ25နှစ်ပြည့်ပြီဖြစ်ပါတယ်။ဒီဖောင်ဒေးရှင်းဟာလက်ရှိအချိန်မှာဒေါ်လာ180ဘီလီယံတန်ကျပ်ရှိရဲ့လို့သတ်မှတ်ထားပြီး 2024ခုနှစ်ရဲ့ကာလ2045ခုနှစ်ရဲ့ကာလပေါက်ဈေးတန်ဖိုးဒေါ်လာဘီလီယံ200ဘူးကူညီမှုတွေမှာအသုံးပြုနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ဘီကေရဲ့ဖောင်ဒေးရှင်းကကမ္ဘာ့ကျန်းမာရေးအတွက်ကြီးမားတဲ့လူနာမှုတွေပြုလုပ်ထားပြီး2026ခုနှစ်မှာတနစ်စာဘတ်ဂျက်ဒေါ်လာ6ဘီလီယံရှိမှာဖြစ်ပါတယ်ခင်ဗျာ။ and uh, you know i, I နောက်ဆုံးအနေနဲ့ WBC Welterweight ကမ္ဘာ့ချန်ပီယံအတွက်ဖိလစ်ပိုင်လူဝေသမားပက်ဂွေဝါလက်ဝေပြန်လည်ထိုးသံမဲ့ကြောင်းကိုဖော်ပြပြလိုက်ပါတယ်။ပက်ဂွေဝါဇူလိုင်လ19ရက်နေ့ Last Week မှာ American လက်ဝေသမား Mario Barrios နဲ့ထိုးသံမှာဖြစ်တယ်လို့ ESPN ကမေလ10ရက်နေ့မှာကြေညာခဲ့တာဖြစ်ပါတယ်။အသက်46နှစ်ရွယ်ရှိပကွေဟာလက်ဝေးထိုးသက်ခြင်းကနေ၄နှစ်ကြာအနားယူခဲ့ရကနေလက်ဝေးပြန်ထိုးသက်မှာဖြစ်ပါတယ်။ပကွေဟာ2022ခုနှစ် စနေမာလာ9ရက်နေ့မှာလက်ဝဲထိုးသက်ခြင်းကနေအားယူကြောင်းဆိုရှယ်မီဒီယာမှာပို့တင်ပြီးကြေညာခဲ့တာတွေ့ရပါတယ်။ Flying Weight တန်းကနေ Super Weather Weight တန်းအထိ Weight တန်းရှိကူမှာ Champion ဖြစ်စံချိန်တင်ခဲ့တဲ့ပကွေဟွာပွဲပေါင်း82ပွဲမှာ62ပွဲနိုင်ရထားက10ပွဲရှုံးနေပြီး2ပွဲတည်ကြခဲ့တာတွေ့ရပါတယ်။ပကွေရဲ့လက်ဝဲတန်းတန်းတစ်ချောင်းအလဲတို့နိုင်ပွဲ39ပွဲရှိတာလည်းတွေ့ရပါတယ်။လင်းမြန်တဲ့ခြေရွှေ့ချက်တွေ ပြင်းထန်တဲ့လက်သီးထိုးချက်တွေကြောင့်လဝိသမားချောက်တိုက်စစ်အကောင်းဆုံးလဝိသမားတွေထဲမှာပကွေကိုပါရှိတယ်လို့သတ်မှတ်ထားကြပါတယ်။ပကွေရဲ့ထိုးသက်မဲ့မာရီယိုဘာဘာရိုဟာအရက်6ပြည်မြင့်ပြီးအသက်29နှစ်အရွယ်ရှိကောင်ပွဲပေါင်း32ပွဲမှာ29ပွဲအနိုင်ရထားတာတွေ့ရပါတယ်။ဘာရီရိုဟာအလဲရို18ပွဲရှိထားပြီး2ပွဲရှုံးနေကတပွဲတည်ကြထားတာဖြစ်ပါတယ်။ဘာရီယိုဟာ2024ဇွန်လကစပြီး WBC Welterweight Champion ဆုကိုစွကူးထားကချန်ပီယံကာကွယ်မှုတကြိမ်ပြုလုပ်ထားပါတယ်။ ပဂွေဝါ2016ကနေ2022ခုနှစ်ထိဖိလစ်ပိုင်လွှတ်တော်အမှတ်ပြဆောင်ရွက်ခဲ့ဘူးက2022ခုနှစ်တုန်းကသမရနေရာအတွက်ဝင်ရောက်ရွေးခန့်ခဲ့ဘူးပါတယ်ဖိလစ်ပိုင်ယူကဝဲကိုမေလ12ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီးအမှတ်နေရာအတွက်ပဂွေကဝင်ရောက်မှာလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အေးဇက်ပါ